္ဂလာပါရှင်။ PSM News ရဲ့ဒီဇင်ဘာလ9ရက်နေ့အတွက်မူလဝဒအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါမယ်။တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်ခဲ့တဲ့အပူပိုင်းမုန်တိုင်းခိုတိုရဲ့မုန်တိုင်းအကျဉ်းချံအရှိန်တွေဟာမြန်မာနိုင်ငံကိုဝင်ရောက်လာနေတဲ့စောင်းမုတ်တုံတွေနဲ့အတူပါလာတာကြောင့်ဒီဇင်ဘာလလယ်လောက်ထိအအေးပေါ်နေမှာဖြစ်တယ်လို့မူလဝဒပညာရှင်တွေကခန့်မှန်းထားကြပါတယ်။ဒါပြင်ဖိလစ်ပိုင်နိုင်ငံအရှိတ်မှာဖြစ်ပေါ်နေတဲ့လေပွေလိုင်း 93W ဟာအနောက်ဘက်ကိုဆက်လက်ရွေ့ရှားနေပြီး24နာရီအတွင်းတိုင်ဖုန်းမောင်းတိုင်းအဆင့်ထိအားကောင်းလာနိုင်မယ့်အခြေအနေရှိနေပါတယ်။ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ခန့်မှန်းချက်တွေအရဒီလီပွေလိုင်းဟာဒီဇင်ဘာလ6ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံအလေပိုင်းကိုလေပြင်းရနဲ့ရုံအနေနဲ့ဝင်ရောက်နိုင်ပြီးဒီဇင်ဘာလ9ရက်နေ့မှာတော့တောင်တရုတ်ပင်လယ်ထဲကိုရောက်ရှိလာကအနောက်ဘက်ကိုဆက်လက်ရွေ့ရှားနိုင်မှာဖြစ်ပါတယ်။ဒီလီပီးယားနဲ့ရေဝံ 93W ရဲ့အရှိန်အပြင်အရှိမြောက်မုတ်တုံတွေအားကောင်းနေတာကြောင့်ဒီနေ့မှာတနင်္သာရီတိုင်းတောင်ပိုင်းပုတ်ပြင်းနဲ့ကော့တောင်းမြုံနယ်တွေမှာမိုးအနှဲငယ်ရွာဖို့ရှိနေပါတယ်။ချန်ပီယံနဲ့တိုင်းတွေမှာတော့မိုးရွာနိုင်တဲ့အခြေအနေမရှိဘဲအပူချိန်အနှဲငယ်မြင့်တက်လာနေမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းကဒဝယ်မြို့အထိ36ဒီဂရီစင်တီဂရိတ်အထိနေ့ပူချိန်ကြီးမြင့်တက်နိုင်မှာဖြစ်ပါတယ်။ဒါပြင်ပဲခူးမြို့အပါဝင်ပဲခူးတိုင်းအောက်ပိုင်းဒေသတွေနဲ့ရခိုင်ပြည်နယ်ကတောင်ကုန်းအန်းနဲ့မအီးစရဲမြို့နယ်တွေမှာလည်းနေ့ပူချိန်ကြီး34ဒီဂရီစင်တီဂရိတ်ကနေ36ဒီဂရီစင်တီဂရိတ်အထိမြင့်တက်နိုင်မှာဖြစ်ပါတယ်။ညအပူချိန်နေနေကတော့ဒီနေ့ကနေလာမဲ့ဒီဇင်ဘာလ10ရက်နေ့အတွင်းတနင်္ဂနွေလုံးမှာညအပူချိန်နေအနေငယ်မြင့်တက်လာပြီးအေးအေးပေါ်သွားနိုင်မှာဖြစ်ပါတယ်။ စကိုင်းတိုင်းကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာတိမ်အထင်တင်ဖြစ်ထွန်းပြီးကြံသေးတာတွေမှာတော့အများအပြားတာယာနိုင်ပေမဲ့နောက်နှစ်ရက်တွင်တနင်္သာရီတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးနှင်းငယ်ရွာနိုင်အောင်မယ်လို့အသိပေးလိုပါတယ်ရှင်။ PSN ပြည်သက်များရှင်။မိုးလေဝသဖြစ်စဉ်ကြိုတင်ခန့်မှန်းချက်တွေဟာအများဆုံး80ရာခိုင်နှုန်းခန့်သာမှန်နိုင်ပြီးအချိန်နဲ့များပြောင်းလဲနိုင်ပါတယ်။ ကျမတို့ရဲ့မိုးလေဝသအစီအစဉ်လေးကိုစောင့်မျှော်ရှုစားအပြည့်ကြတဲ့ပရိသတ်တွေနဲ့အတူမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကျန်းမာပြီးခင်စွာနဲ့တဘာဝဘေးရဲ့နေအတွေ့အကြုံကနေကင်းဝေးလွတ်မြောက်နိုင်ကြပါစေရှင်။